ကတာမှာရှိတဲ့အမေရိကန်စစ်ကားတွေကတော့23ရင်းညာကပြည်ရန်ဒုံ6လုံးလား9လုံးလားဒါပြစ်လိုက်ပြီဒါအဲ့ဒီမှာဒီကတာကနေပြီးတော့ Supreme Leader ဆိုတော့အမြင့်ဆုံးကောင်းဆောင်နေပြီးတော့ဒါကိုဒါစော်ကားတာပဲသူတို့တိုက်ခိုက်တာပဲဆိုပြီးတော့ American base ကိုပြစ်တယ်ဒိုနာဒိုနာ American base ကိုပြစ်တယ်ဆိုပြီးမှလည်းသူတို့တိုက်ခိုက်တာပဲဆိုပြီးတော့သူတို့ယူဆပြီးတော့ဒါ အီရန်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်ပေါ့နော်လေကလေနေတက်ပြီးတော့ဒုံးတွေကိုပြစ်ချတယ်ပေါ့ဗျာဒုံးတွေကလေထဲမှာပောက်ကွဲသွားတာတွေ့ရတယ်တချို့လည်းတချို့သတင်းမှာတော့ကျတော့နည်းရသုံးနေရလောင်ကျွမ်းနေတာတွေလည်းပြရတယ်ပေါ့နော်အပျက်စီးပိုင်းစားတွေပြုတ်ပြလာလို့လောင်ကျွမ်းတာလားဘုံထိလို့လောင်ကျွမ်းတာလည်းမသိရဒီရက်မှာတော့တို့ကဘာပြောနေလဲဆိုတော့ဒါကျွန်တော်တို့ဗမာလူမျိုးတွေကမိဂမနေတဲ့ မွတ်စလင်တယောက်ကပဲသူကလည်းဘာလုပ်တယ်လဲဆိုတော့ဒီအီရန်ကိုအမေရိကန်တိုက်တာပဲအဲတမနာမှားတယ်ပေါ့တမနာပြောတာလေသူကအီရန်ပြည်သူတွေကိုတိုက်တာမဟုတ်ဘူးအီရန်ရဲ့နျူကလ িয়ার ပိုင်ဆိုင်ရေးကိုသူဖျက်ဆီးမှာဖြစ်တယ်အီရန်ဟာနျူကလ িয়ার မလို့သူ့မှာရေနံတွေပေါ်ကျော်ရတယ်နျူကလ িয়ার တာဘေးစနစ်မလို့အီရန်ဘလောက်ပဲအဲ့ဒါနျူကလ িয়ার မလုပ်ပါဘူးလို့ပြောတာကိုသူကယုံတယ်နျူကလ িয়ার မလုပ်ပါဘူးလို့ပြောပြောဒီနျူကလ িয়ার ရှိတဲ့ဆဲကိုရှိနေတဲ့အတွက် ဒီနျူကလ িয়ার ဘုံလုတ်ဖို့အခြေခံသူ့မှာလုံလောက်သွားပြီဒါကြောင့်မလို့သူနဲ့အနည်းနဲ့ဆိုနိုင်ငံဇီးရွက်လောက်ရှိတဲ့နိုင်ငံတွေကသူ့ဝိုင်းတိုက်နေတဲ့နိုင်ငံ၄၅၆နိုင်ငံကိုကာကွယ်ဖို့သူကဒါအီရန်ကိုတိုက်ရတာဖြစ်တယ်အဲသူ့ရဲ့မဟာမိတ်ဖြစ်တဲ့အမေရိကန်ကလည်းဘာဖြစ်လဲဆိုတော့ဒီဥစ္စာကိုဟုတ်လားအစ္စရေးကိုကာကွယ်ပါမယ်လို့အိုးလုံးကတူတူကွာစစ်ဖြစ်ပြီးဒီနေရာကိုရပြီးတဲ့တာဝန်ယူထားတဲ့အမေရိကန်ကသမရအဆက်ဆက်က ဣသရေလကိုထိကာဝင်ပါမယ်လို့လက်ခံထားတဲ့လူလက်ခံထားတဲ့နိုင်ငံဖြစ်တဲ့အတွက်အခုသူ့လက်ထက်မှာသူမကာဝယ်ဘူးဆိုသူဒုက္ခရောက်သွားမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဣသရေလကနေပြီးတော့ထောက်လိုင်းစနစ်ကနေပြီးတော့ပြောတယ်ဗျာဒါဒီဥစ္စာကဘုံဖြစ်တော့မယ်ဒါကြောင့်မလို့သူဂျူတင်တိုက်မယ်တကယ်လို့နျူကလ িয়ার ဘုံများတကယ်လို့လုတ်သွားရဲ့ဟုတ်လားအဲ့ဘုံတစ်လုံးကျသွားရင်ဣသရေလနိုင်ငံပျောက်သွားမှာလေဒါသူကအခုတည်းကတိုက်ထားမှာမတိုက်ထားလို့ရှိရင် ယူတဲ့ဘုံဖြစ်လာမှတိုက်မှာဆိုရင်အခုတော့မဟာလား hyper sonic တွေသူ့ရှိကျွန်ဝင်လာပြီလေဟုတ်လား hyper sonic မှာ nuclear ဘုံထည့်ပြီးလိုက်တလုံးကျွန်ဝင်သွားရင်တွားပြီလေဒါကိုနားမလည်ပဲနဲ့ရှက်ပြောနေအဲ့ဒါမလားသူ့ဆိုရင်ကာဝင်မလားမကာပဲဘူးလားဒါပြစဉ်းစားဟုတ်ရနော်ကိုယ်နိုင်ငံကို nuclear ဘုံကတိုက်ခိုက်နေတဲ့အိန္ဒိယချင်းကရှိနေပြီအဲ့ nuclear ဘုံကလည်းဖြစ်ဖို့အခြေခံတွေကလုံလောက်နေပြီတရင်ရမရလုတ်တယ်မလုတ်တယ်တော့တရင်ရရမရတိုက်ဝတ်တိုက်ရမှာပဲလေဒါပဲဟုတ်လား